မင်္ဂလာပါဆရာမင်္ဂလာပါဆရာဆရာရဲ့နာမည်လည်းသိကြစေအာကျွန်တော်နာမည်ကသူဆံဖြစ်ပါတယ်ဟုတ်ကဲ့ဆိုတော့ဆရာဘယ်တရနဲ့လာရောက်ပြီးတက်ရောက်အောင်မြင်ခဲ့တာလဲကျွန်တော်ကတော့ကချင်ပြည်နယ်မူကောင်းကပေါ့နော်မူကောင်းမြို့ကလာပြီးတော့အာတက်ရောက်ခဲ့ပါပါတယ်ဟုတ်ကဲ့ပါဆရာရဲ့ဒီချိန်ပျော်ရွှင်မှုဘယ်လောက်များဖြစ်မလဲအာအတိုင်းမသိရင်မှန်တာဖြစ်ပါတယ် ဘဝမှာကတော့ဒီမျိုးသိမကြရအောင်ပါနော်ဘုရားပါဆိုတာကအရန်ကျွန်တော်တက်အရန်အအရန်ဘုရားနော်ဝမ်းမြောက်စွာကောင်းတဲ့အချိန်ဖြစ်ပါတယ်တက်တဲ့ကျေးဇူးတော်ကြောင့်နော်ဒီမျိုးကိုသိရတယ်အားတပါတယ်ဟုတ်ကဲ့ပါဆိုဆရာဝါပေါ့နော်ဒီအဲအကြောင်းတက်ခဲ့တဲ့ကာလမှာပေါ့ဆရာဘလူတွေစူးစမ်းခဲ့ရတယ်လေပေါ့နော်အာဟုတ်ကဲ့ဆရာရေရောင်းရတဲ့အတိုင်းပေါ့နော်အချိန်မှန်မှန်စာရီလုပ်ပါတယ်နော်အင်စာရီ ဆိုင်မဲ့ပုံမှန်လုပ်ပြီးတော့เนาะအဲလိုလုပ်ဆောင်ပါတယ်ပြီးတော့ကျောင်းမှာဆိုလို့ရှိရင်ပေါ့เนาะအာထူးခြားတဲ့အရာတော့ပေါ့เนาะဒီအာယုထတာပေါ့เนาะမနေ့9နိုင်ရဖဲကနေပြီးတော့အာယုထရတယ်အဲထပြီးတော့เนาะဒီနေ့လုံးအာတပတ်မှာပေါ့เนาะ၄ရက်ပေါ့เนาะတပတ်မှာ၄ရက်အင်ကာနေရတယ်ပြီးတော့ တောက်ကြနေချီကောင်းမွန်စွာနဲ့ဒီမှာချမ်းစာရီကိုကောင်းမွန်စွာတည်ချပေးပါရဲ့ရဖောင်းနဲ့ဖတ်တဲ့အရာပေါ့နော်ရဖောင်းနဲ့ဖတ်တဲ့အရာတွေအာကောင်းမွန်စွာနဲ့တည်ဖြစ်ပါရဲ့ဒီမှာချမ်းစာဟုတ်ကဲ့ဆရာအမတ်တရရှိရင်ပြောပြလို့ရပါတယ်အမတ်တရကပါတော့နော်အဲအမတ်တရတော့ကျတော့ပေါ့နော်အာတူတူတူရောမရှိပါဘူးလားအကြောင်းပါဆိုလို့ရှိရင်အဲတင်ရရှိရင်ကတော့နော်ကျတော့ အစားရနောက်ရည်လည်းရှိပါတယ်နော်ဟုတ်ကဲ့ဒါပေမဲ့သူတွေကကျွန်တော်ကိုဗောနော်ရှိရှိတဲ့စိတ်နဲ့ဗောနော်ခင်လို့ရှိနေအဲ့လိုမျိုးအာစားရနောက်ရည်လည်းရှိပါတယ်အချင်းချင်းသူတို့ကြောင့်ဗောနော်ဒီခံပြီးတော့နော်ဟုတ်ကဲ့ဆိုတော့အဲဆရာဒီချိန်ရနေပြီးနောက်မှာဆရာဘာတွေလောက်သွားဖို့စဉ်းစားထားပါလဲ အာကျွန်တော်ပြပြခုအကြောင်းပြောရရှင်ပါဘောနော်အာတင်းတော်မှာတံပြီးတော့စက်ကတ်တော်မှာဖြစ်ပါတယ်ဒီမှာဆိုရှင်အာ MRBC ဂိုက်ကနာနဲ့ဘောနော်အာလက်သေးပြီးတော့အာတင်းတော်ကိုစက်ကတ်တော်မှာဖြစ်ပါတယ်ဖြတ်ခင်ကျေးဇူးတော်အဖြစ်ပါနော်ဒီလိုမျိုးစက်ကတ်ခွင့်ရလို့ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဆိုတော့အဲဒီကြံနေခဲ့တဲ့ကြောင်းလူကြောင်းသားတွေရောဆရာဘလို့အမစကားပြောချင်တယ်လေ အာကျွန်တော်ခဲ့တဲ့အကြောင်းလူကြောင်းသားတွေကိုပေါ့နော်ဘလော့နဲ့ဘလော့ပဲတော့စိတ်ပြက်စရာစိတ်မကောင်းစရာเนาะအာငေစရာတွေเนาะအာ ကြောင်မတက်ရှင်တော့တဲ့စိတ်တွေဖြစ်ပေါ်လာရင်တော့ဗောနော်အာဆူတောင်းရှင်းတဲ့အဆုံးထိပေါ့နော်ဖြစ်ကြော်ဖို့အတွက်ကျွန်တော်ကလည်းပြောပါဘူးနော်အားလုံးကိုအာခွန်အားပေးရှင်ပါရဲ့နော်အဲဒီလိုတော့စိတ်အဲကြောင်မတက်ရှင်းတဲ့စိတ်ဖြစ်ပေါ်လာပြီဆိုရှင်နော်ဆူတောင်းပြီးစံစာဖတ်ပြီးတော့နော်အာဆက်ပြီးတော့ခွန်အားယူတော့ဖို့ရပါလေနော်အဓိကကတော့ကြောင်မထွက်ဖို့အရေးဟိုအရေးကြီးပါရဲ့နော်ကြောင်ထွက်တော့လို့ရှင်နော် အာကိုယ့်ရဲ့အခွင့်အရေးတွေဟာအများကြီးဆုံးရှုံးသွားပါတယ်အကြောင်းမို့အကြောင်းမထွက်ဖို့အရေးကြီးပါတယ်။အကြောင်းမထွက်ဘဲနဲ့အကြောင်းပြီးတော့ချစ်တက်ကြပါလို့ပါပဲရှိပါတယ်။ဟုတ်ကဲ့ကျေးဇူးများတင်ပါတယ်။ကျေးဇူးတင်ပါတယ်ဆရာ။